အာဒီနေ့တော့ခင်ဗျားတို့မြန်မာတွေရည်ပြောနိုင်တော့ဗျာကျွန်တော်ဒီလောရောဆယ်အိန္ဒိယကဖိုရန်တခုတက်တယ်တက်နေတော့ညုတ်တယ်မမှီပါဆိုလို့ပြောလှမ်းပြောတာအခုဒီမှာကအိန္ဒိယဆန်တော်ချင်းညပြောမယ်ဆိုရင်ဒီမှာကည6နှစ်ကျွန်တော်6နှစ်ကျော်ပဲရှိပါသေးတယ်6နှစ်6မိနစ်ပေါ့ဟိုမှာကမြန်မာပြည်မှာ9နှစ်ကျော်နေပြီအဲ့တော့ကျွန်တော်ရုပ်သံပြောဖို့မပြီးတော့ခွန်ကျွန်တော်တို့ဒီမှာခွန်နိုင်မှာနောက်တနိုင်မှာကျွန်တော်တင်တာရှိတယ်မပြီးတော့တဲ့အတွက်ကျွန်တော်မိတဲ့ချိန်လေးလှမ်းပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရောက်ရနေရကျွန်တော်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောရမယ့်အကြောင်းအရာကအချားမဟုတ်ဘူးဗျလူလူချင်းတစ်ခုသုံးခုပဲပြောရမယ်မနေ့ကတော့ကျွန်တော်တို့ online မှာတက်လာတဲ့ဒီ ယင်ထင်းရဲ့ကိစ္စပေါ့အားလုံးသိတဲ့အတိုင်းပဲယင်ထင်းရဲ့မော်တော်ဘီကယ်ကဟိုဖမ်းတဲ့ကိစ္စပေါ့မော်တော်ဘီကယ်ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကားကကားမောင်းသမားကဟိုက်ဂျင်နဲ့ကားမောင်းသမားမောင်းပြေးသွားတဲ့ကိစ္စလေအဲ့ကိစ္စဆိုရင်ကျွန်တော်တေချာဒီရဲတပ်ဖွဲ့ဝင်နေပါတယ်တေချာကျွန်တော်လောရုံးအဖွဲ့တွေမိခိုင်းပါတယ်မိခိုင်းတဲ့ရုံးအဖွဲ့တွေရှင်းတက်လာတဲ့တရင်ညာဆိုရင်တော့ဒီယင်ထင်းရဲ့ကတော့ဒီပါရီလမ်းပေါ်လှိုင်းပါရီလမ်းပေါ်မှာလှိုင်းမြို့နဲ့ပါရီလမ်းပေါ်မှာသူဖမ်းချင်ရှိတယ်ဖမ်းတယ် အဖမ်းပေမဲ့အခြားတစ်ဖက်မှာပါဖြစ်လေဆိုတော့သူဖမ်းတဲ့ဟာကိုတစ်ဖက်ကအဖမ်းမခံမဲနဲ့အရင်တည်းရဲ့လက်ကိုချိတ်ပြီးတော့ကားပေါ်ကိုတင်ပြီးတော့မောင်းပြေးသွားတဲ့သဘောမျိုးလို့ကျွန်တော်သိရတယ်။အဲ့တော့ဒီဒီဗီဒီယိုဖိုင်စတင်တဲ့သူကလည်းဒီဖြိုးတန်တာဆိုတဲ့အညီမလေးတယောက်ပါ။သူက social media မှာ TikTok မှာသူဒီအဲ TikTok မှာလူငယ်အကြိုက်ဟိုလေး blog လေးတွေပြောနေတဲ့ကလေးမလေးတယောက်ပါ။အဲ့ညီမတယောက်ပါသူတင်ထားတာတွေ့ရတယ်။သူတင်ထားတွေ့ပြီးတော့ကျွန်တော်ကြည့်လိုက်ပြီးတော့မှတော်တော်လေးဒါတော်တော်ရုပ်ဆုပ်ရုပ်ပေါက်တော့တွေ့ရတယ်။အဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ရင်ရင်ထင်းရဲ့ ဘက်ကပဲကျွန်တော်ရက်တည်ပါတယ်။ဘာလို့လဲဆိုတော့ဒီကားမောင်းသမားကတော့မရိုက်နိုင်ဘူးကျွန်တော်တို့သတ်မှတ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဒီ post ပြဿနာတင်တဲ့ post တွေအောက်မှာလူတွေဝိုင်းပြီးရင်ထင်းရဲနဲ့ပတ်သက်ပြီးတော့ပြစ်တင်ထားတာရှိပါတယ်။ကျွန်တော်ပုံအမြင်ပြောရရင်တော့ရင်ထင်းရဲတွေကကားမောင်းကားကားမောင်းရေးစရင်ပတ်စံတွေတောင်းနေတောင်းနေဆိုတဲ့ကိစ္စ။ရင်ထင်းရဲတွေကကားမောင်းရေးစရင်ပတ်စံတောင်းနေဆိုတဲ့ကိစ္စကတတ်တက်တလိုင်းထားပါ။အခုဒီကိစ္စကကြတော့ရင်ထင်းရဲကိုရင်ထင်းရဲကကားမောင်းရှယ်နေတီးသူ့ရဲ့ဒီ license တွေတောင်းစစ်တယ်။စစ်တဲ့အချိန်မှာသူ့ရဲ့လိုအပ်ချက်တောင်းစစ်တဲ့အချိန်မှာ ကောင်းကောင်းမအစ်ခံရပါလေနဲ့အစ်မခံမနဲ့ယင်းထင်းရဲ့ကိုကောက်ယင်းထင်းရဲ့ကိုဒီယင်းထင်းရဲ့ကိုသူကလက်ကိုအတင်းဆွဲပြီးကောက်ဆော့မောင်းပြည်တဲ့ပုံစံမျိုးကြတော့ယင်းထင်းရဲ့မတော်တဆအသက်ထွက်သွားနိုင်တည်သွားနိုင်ပါလေမတော်တဆကန့်ညံ့ပြီးပြေးသွားနိုင်ပါလေဒီလိုနေသားမျိုးကြီးနဲ့သူလောက်တာဖြစ်တဲ့အတွက်ဒါကကြာတော့တော်တော်လေးကိုဟိုစိုးရတဲ့ပြမှုပါကွန်လည်းစိုးရတဲ့ပြမှုပါအဲ့ကာသမားဘယ်သူလဲကျွန်တော်မသိဘူးဘယ်သူပိုင်လဲကျွန်တော်မသိဘူးစိတ်လည်းမဝင်စားဘူးအဲ့ကာမောင်းသမားရဲ့မိသားစုတိုင်းဝင်လည်းကျွန်တော်စိတ်မဝင်စားဘူးကာမောင်းသမားရဲ့နောက်ကန်ဘက်ကောင်လည်းစိတ်မဝင်စားဘူးဒါပေမဲ့ဥပဒေကိုချိုးဖောက်တယ်လို့ခေါ်ပါတယ်နိုင်ငံဝန်ထမ်းတယောက်နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကသူကဒုက္ခပေးတာနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကဒုက္ခပေးတယ် နှောက်ရက်ပေးတာပြီးလို့ရှိရင်ဒါသေလောက်ခွဲဖြစ်တဲ့ပြစ်မှုတွေသူကျွလွန်သွားတာပြီးတော့သူစီကန်းချိုးဖောက်မှုရှိတယ်အဲ့တော့ဒီပြစ်မှုတွေကများတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရင်ထင်းရတဲ့ဖွဲ့အနေနဲ့လည်းတိတိကျကျပြစ်မှုဖုံးဖို့လိုတယ်အမှုဖုံးဖို့လိုတယ်ရတဲ့ဖွဲ့ကလည်းဒါအောင်ဆုံးလမ်းဖော်ထုတ်ဖို့လိုတယ်ကျွန်တော်သိရတော့ဒီနေ့တော့ရတဲ့ဖွဲ့ကအဲ့ဒီလိုသွားပြီးတော့ဖမ်းဆီးရိုက်လုပ်တယ်လို့ပြောတယ်မနေ့ကတော့မဖမ်းနိုင်ဘူးထင်တယ်ရတဲ့ဖွဲ့အနေနဲ့ဒီနေ့တော့ဖမ်းဆီးရိုက်လုပ်တယ်လို့သိရတယ်ဆိုတော့ဘာပြောဒီမှုမျိုးမှာတော့တရားဝင်စုံမွေးကိုပြည်သက်ပြဖို့လိုပါတယ်ရင်ထင်းရတဲ့ကောသူလမ်းမှာကားတွေကိုတားပြီးတော့ပတ်စံတောင်းတာပါညာကဒါနောက်ပိုင်းမှာအာဏာပိုင်ရဲ့အကြီးအကျယ်ကိစ္စအဲ့ဒါသက်သက်ကိစ္စပါ အခုဒီကိစ္စမှာတော့ကျွန်တော်ရင်းထင်းရဲ့ဘက်ကတော့ရက်တည်ပါတယ်အဲ့တော့ကျွန်တော်နှစ်ပိုင်းပြခွဲပြီးတော့ခါတော့နားလည်မထင်ပါတယ်ကျွန်တော်အမြန်ပြောတာမဟုတ်လို့နားလည်မထင်ပါတယ်နောက်ဒုတိယတစ်ခုကတော့ကျွန်တော်အမြင်မတော်တဲ့ကိစ္စပါတဝဲမှာဖြစ်တဲ့ကိစ္စတဝဲမှာဖြစ်တဲ့ကိစ္စကတရားဟောဆရာတဝဲကတရားဟောဆရာဆိုတော့ပုံပုံပါအဲ့လိုတော့အခုလောဆယ်ဖမ်းလိုက်ပြီးလို့သိရပါတယ်တဝဲမှာပြားဟိုတဝဲမြို့နယ်ဝဲချွန်းဝဲချွန်းထိန်လေရက်ွက်အဲ့လင်းကွင်းလမ်းဆိုအဲ့လမ်းမှာနေထိုင်တဲ့အဲနေထိုင်တဲ့ပုံပုံလို့ပါအဲ့မှာသာသနာအဆောက်အအုံကြီးဆောက်ပြီးတော့ရိတ်တာဖွင့်ပြီးတော့ပလင်မော်တက်ပြီးတရားဟောတယ်အဲ့ပုံပုံကဥယီချင်းတယ် အဲ့ပုဂ္ဂိုလ်ကအဲ့ပုဂ္ဂိုလ်ကပလင်မော်တက်တရားဟုတ်လေဟောတာအထီးဘူးတွေပဲစောင်းနေသာသနာဝါတွေစောင်းနေဆိုတော့ကျွန်တော်တို့သိသလောက်တော့လူပုဂ္ဂိုလ်တွေကသာသနာရဲ့ဟိုဟာတွေကိုစောင်းလို့မရဘူးဗျာ ဖုံးကြီးဆိုရင်ပြဿနာမရှိဘူးလူပုဂ္ဂိုလ်ကအတော်နာမှာစောင်းလဲဆိုတော့ဒါဖန်ဆီးထိမ့်သိမ်းရမယ့်ကိစ္စဖြစ်လာတယ်အခုအဥကြီးချင်းဆိုတဲ့ပုဂ္ဂိုလ်ကစက်တင်ဘာ25ရက်နေ့မနေ့ညနေပိုင်းလောက်မှာတက်ဆိုင်ရကဖန်ဆီးထိမ့်သိမ်းလဲသူသိရတယ်ပြီးတော့ဒဝဲမြို့ရဲ့စခန်းမှာသူအမှုခွင့်ထားတယ်လို့သိရပါတယ်ဆိုတော့ဘာပဲပြောဒါတွေကလည်းကျုပ်လည်းပြောနေတော့သာသနာရေးနဲ့ပတ်သက်ရင်တော့သာသနာတော်နဲ့ပတ်သက်ရင်ဘာလိုက်နဲ့ပတ်သက်ရင်တော့ဒီကိစ္စအထီးထီးရောက်ကိုက်တွဲတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပွင့်လင်းပြောရရင်တော့ဒီကိစ္စမှာလည်းဒါအစိုးရလိုရတဲ့လိုရကမှန်တယ်လို့ကျွန်တော်နားလဲပြီးတော့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်သာသနာရေးနဲ့ပတ်သက်ရင်တက်ဆိုင်ရတာဝန်ရှိသူတွေနဲ့လက်မနေပဲလောက်ကြပါ ပြီးကြရပိုင်းလည်းခံရတဲ့အတိုင်းအဖွားကြီးတယောက်ဟိုသူ့ကိုသူဟိုတရားဟောဆရာမလူလူပါလို့လူညာလူလူထပြီးတက်တော်တွေဘာတွေမှအောင်တက်လာတယ်အဲ့ဒါဟောတယ်သူ့ကိုဖမ်းလိုက်တယ်ရေးယူလိုက်တယ်ဒီလိုပဲရှေ့မှာလည်းလူတွေကလူတွေကဖုန်းကြီးလူလူတရားဟောလို့ဟောဖုန်းကြီးတွေကလူတွေလိုကျင့်လို့ကျင့်ဒါတွေကရှင်းပြောရတာဖောက်ပြဖောက်လဲဖောက်ပြဖြစ်နေတယ်ကိစ္စတွေပါဒီကိစ္စမျိုးတွေကျွန်တော်တို့တော့လက်ခံလို့မရဘူးအဲ့ဒါကြောင့်သက်ဆိုင်ရာဟိုဓမ္မဆက်နဲ့မရရင်အာနာဆက်နဲ့တွောင်းမှာအာနာဆက်နဲ့ဓမ္မဆက်ကိုပေါင်း30ချင်းလေးတွောင်းရမယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်အဲ့တော့ဘာပဲပြော ခုလည်းပြောနေဒီလိုမျိုးဖန်ဆီးရည်ရည်မှုဖွင့်တာတွေလည်းကောင်းတဲ့ကိစ္စလို့ကျွန်တော်တော့ပြောချင်တယ်เนาะတော့ဒါကတော့ကျွန်တော်ဒီနေ့အတူတူပြောနေတဲ့ကိစ္စတွေပါနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဟိုပြောရမယ့်ကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဟိုစောချစ်သူပေါ့ဘုံကြီးစောချစ်သူရဲ့မီးလို့ခေါ်ပါတယ်ဘုံကြီးစောချစ်သူရဲ့မီးမီးတော်တဲ့မီးမီးရဲ့အဲမီးတွေပေါ့ဗျာမွေးနေ့ပွဲဆိုပြီးတော့သူကဟောလုပ်ပေးတာမွေးနေ့ပွဲဆိုပြီးဘောလုံးပွဲပြိုင်ပွဲကျင်းပါတယ်စောချစ်သူရဲ့မီးပေါ့ နီးရတော့ဘောဘောလုံးဘောလုံးမဲ့ဆိုပြိုင်ပွဲကျင်းပါတယ်ဘယ်မှာကျင်းပါလဲဆိုတော့အာဒီရွှေကုတ်ကိုမြို့တက်ပေါ့မြောက်ရီမြို့နဲ့ရွှေကုတ်ကိုမြို့တက်မှာဘဝိဆက်ချစ်သူရဲ့မြေစောမင်းစောမင်းတီတဲ့ခေါ်အာကဆဖူးဆိုတဲ့ပုဂ္ဂိုလ်ကလေးပေါ့အဲ့ကလေးလေတစ်နှစ်သားလေးပဲရှိသေးတယ်သူ့ရဲ့မွေးနေ့အထိမ်းမှန်းဆိုပြီးတော့သူဘဝိဆက်ချစ်သူကလည်းဒါသူ့မြို့သူတော့ချစ်ပုံရပါတယ်အဲ့တော့အဲ့ဒါဖိတ်ခေါ်ဖလားပြောင်းလို့ကျင်းပါပြီသူ့မြေမွေးနေ့အထိမ်းမှန်းဆိုပြီးအဲ့လိုကျင်းပါတဲ့အချိန်မှာပဲစက်တင်ဘာ29ရက်နေ့မနေ့ညနေပိုင်းကဖြစ်ချင်တော့ကန်ဆိုးသွားပြီးနောက်ဆုံးဘောလုံးပွဲကစားတဲ့အချိန်မှာပဲဘောလုံးရဲ့လာကြည့်တဲ့နေရာကအဖောက်အုပ်တောင် ကြည့်တဲ့နေရာကကြည့်တဲ့နေရာမှာရှိတဲ့စင်ပေါ့အစင်ပေါ့ခေါင်းမိုးအမိုးပေါ့အမိုးကရုပ်တရက်ပြိုကျလို့အပေါ့ကိုအမျိုးသမီးတက်ပေါ့ထိခဲ့တဲ့ရရှိသွားတယ်လို့သိရတယ်အဲ့တော့မျိုးသူအပေါ့တုံနဲ့အမျိုးသားနှုတ်ထည့်တဲ့ရရှိသွားတယ်လို့သိရတယ်ဒါလည်းမထော်မနှမ်းမကြုံမကောင်းကြားမကောင်းဖြစ်ရပေါ့နာမည်ကြီးကျင်တော့တာမန်ဘောလုံးပွဲမှာပြိုကျတယ်ထိခဲ့တယ်ဆိုတော့ပြဿနာမရှိဘူးနဲ့ဒါကဘူမီစောချစ်သူဆိုတော့စောချစ်သူဆိုတာလည်းသိရတဲ့အတိုင်းပဲနာမည်ကျော်ပါတယ်နာမည်ကျော်ဆိုတော့သူ့နာမည်ကြားတာနဲ့အကုန်လုံးကပြင်းနေရခေါင်းထောင်လာကြတာဆိုတော့ ။အမီဆိုချစ်သူလေးတွေလည်းသူ့မြင်မွေးနေကိုအတွက်အကောင်းလို့ပဲမိမီဒီယာမှာဟိုးလေးတချို့ဖြစ်သွားတယ်ပေါ့နော်။မွေးနေရမူမီဒီယာမှာဟိုးလေးတချို့ဖြစ်သွားတယ်ဆိုပြီးတော့အမီဆိုချစ်သူတို့လည်းတော်တော်စဉ်းစားကြအကောင်းတော့သူ့လည်းသူလည်းဘာလို့လို့သူ့ကနာမည်ကိုကြော်နေတော့တာပါပဲကွာ။ဒီလိုပဲပြောအောင်ဖြစ်နေ။ဒါကတော့တခုပေါ့ဗျာ။နောက်တစ်ခုကကျွန်တော်တို့ဒီအဲကျွန်တော်တက်မတော်နံပါတ်3ကောင်းဆောင်ဘုရားကြီးကြော်စွာလင်းပေါ့။ဘုရားကြီးကြော်စွာလင်းရဲ့သမီးလို့သိရပါတယ်။ဘုရားကြော်စွာလင်းရဲ့သမီးလို့သိရပါတယ်။အဲ့ဘုရားကြော်စွာလင်းရဲ့သမီးကိုဒီဂျပန်ရောက်မြန်မာတွေကအခု white god လုပ်နေဆိုတော့ကိစ္စလေးဒီနေ့ပေါ်လာပါတယ်။ ကျွန်တော်တော့မဟုတ်ပါဘူးဒီဘုံကြီးကျော် sorry ဘုံကြီးကျော်သွားလင်း sorry ဘုံဘုံကြီးကျော်သွားလင်းကျွန်တော်ကြောသွားလို့ပါဘုံကြီးကျော်သွားလင်းတရရနံပါတ်တက်မတော်နံပါတ်3ကောင်းဘုံကြီးကျော်သွားလင်းရဲ့သမီးပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းနန်းလင်းလဲဦးလို့ခေါ်မှတည်းသူကဂျိုတိုတက်ကတူမှာတက်ကတူတက်နေတယ်ခလိမာလေးပါအဲသူကဂျိုတိုတက်ကတူမှာတက်နေတယ်ခလိမာလေးပါသူပုံလေးကြည့်တော့လေတကယ်ဗျာဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲချောချောလေးဒီခေါ်မလေးကချောချောလေးပါဆိုတော့သူကသူခလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ ကျိုးတိုးတက်ကတူမှာသူကသူဘယ်လိုပဲဖြစ်ဖြစ်စာအုပ်ပဲကြောက်တက်ပြီးပညာသင်ကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ကျိုးတိုးယူနီဘာစီတီကိုတခါတည်းပို့စီတင်သူတို့ live ပြီးတက်တီတွဲပြီးလို့ရှိရင် comment တွေပေးပြီးတော့ဒုက္ခတွေပေးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာဒီဘိုလ်သူကြီးဘိုလ်သူကြော်တော်လေးရဲ့တမိနန်းလင်းလက်ဦးကိုကျိုးတိုးတက်ကတူတက်ခွင့်ပေးတာဒါပွန့်လဲပြောရင်ပြစ်တင်ရှုတ်ချပါတယ်ဒါတွေကဘယ်လိုမလုပ်သိဘူးပေါ့ဗျာစသဖြင့်ပြောတယ်ကျွန်တော်တော့ပွန့်လဲပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘိုလ်သူကြီးရဲ့တမိရဲ့ဘိုလ်သူကြီးရဲ့ဘသူကြီးရဲ့ပညာရေးက ဘသူမဆိုရပိုင်ခွင့်ရှိရဘယ်နိုင်ငံမဆိုပညာရေးနဲ့ပတ်သက်ဘသူမလို့ကန့်တရားလို့ဆိုမလို့တဲ့နေအရာပညာရေးကိုတိုက်ပြီးကန့်တက်ပိတ်ပင်နေမယ်ဆိုရင်ဒါအပွင့်လည်းပြောတော့ပညာရေးကိုပိတ်ပင်ပိတ်ပင်နေတူတာလေဒီမိုကရေစီကိုနားမလဲတာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်တို့ပွင့်လည်းပြောမှာဒီဂျပန်ရောက်မြန်မာတွေကအချို့သောမြန်မာတွေကတော်တော်တော့ဆိုးတယ်ဗျအဲ့လူတွေကြည့်တော့လေသူတို့က overstay ဖြစ်ဖို့များတယ်နောက်တစ်ခုကဟိုဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လည်းဒီဂျပန်နိုင်ငံကခံထားတဲ့လူတွေသို့မဟုတ် ဂျပန်မှာ PR နေတဲ့သူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစီစဉ်လို့မဖြစ်နိုင်ဘူးเนาะအဲ့တော့ပို့လည်းပြောရရင်ဒါမျိုးတွေဆိုလည်းကျွန်တော်တို့တော်တော်လေးတော့ကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပို့လည်းပြောရရင်ဒါမျိုးကိုကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပို့လည်းပြောရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဘူကြီးကြော်စားလင်းသမီးမရမဟုတ်ဘူးတက်တက်မတော်မှရှိတဲ့ထိမ်းမဲကောင်းဆောင်နေနိုင်ငံတော်ကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုသင့်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းကဟိုတူတလူငါတမင်းနဲ့ကိုယ်တိုင်ဘူကြဆုံမွေးဟွာရကင်ထားတဲ့ ုဂ္ဂိုလ်တွေသာဖြစ်တယ်အာနာရှင်စိတ်ရှိတဲ့သူတွေသာဖြစ်တယ်လို့ကျွန်တော်တို့တခါလေးပြောချင်ပါတယ်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့ဒီတက်မတော်ကတက်မတော်ကဒီအရွယ်မရောက်သေးတဲ့စစ်သားလုတ်သွားတဲ့ထက်သားတစ်ထောင်လောက်ကိုပြန်ပြီးတော့ သူတို့မိဘတွေဆိုပြန်လွတ်ပေးတယ်ဆိုတဲ့သတင်းလေးပါသတင်းလေးကိုသတင်းလေးပြောချင်ပါတယ်အဲ့ဒါလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဘာလို့ဆိုတော့တတ်မတော်ကတစ်ချိန်လုံးတစ်ချိန်လုံးလူတွေကပြောတယ်တန့်အဲဘယ်လိုခေါ်မလဲအဲစစ်သားလေးတွေပေါ့နော်စစ်သားလေးအသက်မပြည့်သေးတဲ့စစ်သားတွေကိုတတ်မတော်ကအဲတော့ရှောက်တတ်မတော်ကတတ်မတော်စစ်သားတွေကိုတုံးပြူနေပါတယ်တုံးပြူနေပါတယ်ဆိုပြောနေကြတာအဲ့လိုပြောနေတဲ့ဟာကိုတတ်မတော်ကအကုန်လုံး reform လုပ်ပြလိုက်တဲ့သဘောပဲပြီးတော့သူတို့တတ်မတော်တွေမှာတတ်မတော်တွေဝင်လာတဲ့စစ်သားတွေထဲမှာအကယ်၍အသက်မပြည့်တဲ့သူရှိတယ်ဆိုရင်ချက်ချင်းသူတို့ကဒါမျိုးတွေကိုပေါ်ထုတ်စုံစမ်းပေးတယ်ပြီးတော့ဟိုလူတွေပြောနေတဲ့ကိစ္စကိုသူတို့က အရေးဒီယူနေတာဝန်ယူပြီးတော့တရားလုပ်ပေးတာကိုတွေ့ရတယ်ဆိုတော့ဒါကိုကြီးကြီးအပြင်တမတော်ဟာတမတော်ကပြည်ပြင်ကြောင်းလေးကိုအသေးအံတရားလုပ်ပေးနေတာတွေ့ရတယ်ဆိုတော့ဒါလေးကကောင်းတဲ့ကိစ္စပါအဲ့တော့တမတော်မှာဒီခလေးစစ်သားလို့ခေါ်တဲ့စစ်သားအငယ်လေးအသေးလေးရှိတယ်လို့ပြောတော့ပြောကြတဲ့အခါမှာအခုပြောတဲ့အတိုင်းပဲသူတို့ကလည်းသူတို့ကလည်းရှာဖွေဖုတ်ထုတ်ပြီးတော့ခလေးစစ်သားဖြစ်တဲ့ပုံကိုယ်တွေအကုန်လုံးပြန်ပြီးတော့ပြန်ပြီးပါတယ်ပြန်လှုပ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့တမတော်အဲ့လိုလုပ်တဲ့ဆိုရင်တိုင်းသားလက်နက်ကိုင်းလို့အမိခံထားတဲ့เนาะအဖွဲ့တွေအဲ့ဒီဖွဲ့တွေကဘယ်လိုသဘောထားမလဲအဲ့ဒီဖွဲ့တွေကမလုပ်မလဲ ကျွန်တော်အဲ့ဒါကိုမင်းကုန်းထောင်းလို့ခြင်းတယ်ဆိုကြပါဦးအဲ့ဒီဖွဲ့တွေကအဲ့ဒီဖွဲ့တွေကဒီဒီမှာတော့ KIA ပဲထောက်တော့ KIA မှာခလစ်စတာတွေရှိပါတယ် KIA မှာခလစ်စတာတွေရှိပါတယ်နောက်တစ်ခါ KNU မှာရှိပါတယ် TNLA မှာရှိပါတယ် AA မှာရှိပါတယ် DKBA မှာလည်း sorry DKBA မှာလည်းရှိပါတယ် CNF မှာလည်းရှိပါတယ်အဲ့တော့သူတို့မှာလည်းရှိတယ်သူတို့မှာရှိတဲ့ခလစ်စတာတွေသူတို့ဘာလုပ်မှာလဲသူတို့မှာရှိတဲ့ခလစ်စတာတွေကိုသူတို့ဘာလုပ်မှာလဲဆိုတော့မေးဖို့နော် PDF တွေထဲမှာလည်းအသက်မပြည့်သေးတဲ့လူငယ်လေးများစွာတော့ပြည့်သေးတဲ့လူငယ်လေးများစွာ အာဘာပဲပြောတော့ပြည်တဲ့လူလည်းများတော့ပီတီအဖြစ်နဲ့အသက်ပေးနေကြတယ်အများကြီးရှိပါတယ်အဲ့ဒါဘသူတောင်းယူမလို့ဆိုတော့မိကုန်းကိုကျွန်တော်တို့တော့မေးချင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပွင့်လို့ပြောနေတက်မတော်ကဒီလိုမျိုးပြည့်ပြည့်ပြောင်းလဲလုပ်လာတဲ့ကိစ္စကိုအာ welcome လုပ်ပါတယ်ဘာပဲပြောတက်မတော်လေးနဲ့ဒီလိုပြည့်ပြည့်ပြောင်းလဲလုပ်ပြီးတော့လေဟိုသူ့ရဲ့သူ့ရဲ့ကိုကောင်းတဲ့တက်မတော်တရားဖြစ်လာအောင်ကြိုးစားနေတော့တွေ့တယ်လို့ welcome လုပ်တယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ဒီလောက်နဲ့ရပ်ရစီအားလုံးပဲကိုရတဲ့ရှိပါတာယူပေါ်စေနာမှာထားပါတက်စားရှိပါကိုနိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ပြတ်နေကြတာကိုလက်ကလောကဒီနေ့ပြောနေတဲ့ လူမိုက်လူရန်ကလူတက်အကြမ်းဖက်အားပေးသမားခမည်းဖြစ်နေတယ်လားဆိုတော့ပြန်လည်မင်းကုန်းတို့ကလည်းပြောရင်လည်းတော့နိုင်ပါဗျာ